စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလထဲမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးနောက်ပိုင်းနိုင်ငံတော်ဝန်မှလူအခွင့်အရေးချိုးဖောက်မှုတွေတိတိတသားသားမြင့်တက်လာတယ်လို့မြန်မာနိုင်ငံလူအခွင့်အရေးမက်တန်းကွန်ရဲ့အန်ဒီဘာမာကပြောပါရယ်ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါရယ်မြန်မာနိုင်ငံလူအခွင့်အရေးမက်တန်းကွန်ရဲ့အန်ဒီဘာမာက Bombs to Bolos မြန်မာ Agenda's Bloody Race for Recognition ဆိုတဲ့အစီအစဉ်ကစတင်မှာပြောဆိုထားတာဖြစ်ပါရယ် ဒီကောက်ပွဲလုပ်ခုဆိုမြတ်တမထားတဲ့ဒီဓာတွေကိုသူတို့အနေနဲ့ခုကအာနင်းနေသိမ်းချုပ်ရေးပူပြီးမှကျူစာလုတ်ကင်လာတဲ့အခြေအနေရှိတယ်စစ်ကောင်စီကရွေးကောက်ပွဲကိုအကြောင်းပြပြီးပြည်သူတွေအပေါ်ဖိနှိပ်တာတွေအကြမ်းဖက်တိုက်ခိုက်တာတွေနဲ့ဥပဒေကိုလက်နက်လိုအသုံးချတာတွေပိုပြီးကြေကြေပြန့်ပြန့်လှုပ်လာတယ်လို့ဆိုပါရယ်ရွေးကောက်ပွဲကျင်းပမယ်လို့ကြီးညာထားတဲ့ဒေသတွေကိုထိန်းချုပ်နိုင်ဖို့အတွက်နေမြရှိလင်းရေးကောင်းစင်တဲ့နိုင်ငံအနှံ့ကိုလေချောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးထိုးစစ်ဆင်တာတွေကိုတိုးပြီးလှုပ်လာနေတယ်လို့အန်ဒီဘာမားကပြောပါတယ်မနေ့တနေ့ရတော့ဒီစုံဒေတာမှာဆိုရင်လည်းသချင်းပြည်နယ်စုံဒေတာမှာဆိုရင်လည်းဟိုဘုံကျတိုက်ခိုက်တာတွေလုပ်တယ်ဒါကတော့ဟိုဥပမာတစ်ခုပါဆိုတော့ဒါမျိုးကတောက်လျှောက်ဟိုတို့အလုပ်ဖို့အတွက်စံပြညောက်ပိုင်းစုပို့ဆိုးတယ်ပေါ့နော်အခုဒီစံပြညောက်ပိုင်းရဲ့ဒီနောင်ချိုအထက်နာကဟိုဒေတာကိုလည်းတို့ကပြန်ပြီးသိမ်းဖို့အတွက်လုပ်နေတဲ့ကိစ္စရှိတယ်ဆိုတော့ဒါက ထိန်းချုပ်ဖို့အတွက်လုပ်လာတဲ့နေရာမှာသူကစစ်စစ်အင်အားအလုံးအရင်တုံးတဲ့နေရာမှာစစ်လက်နက်ပဲမဟုတ်ပဲနဲ့ဒီလင်းရင်တွေနဲ့အဘုံကျတိုက်ခိုက်တဲ့ဟာကိုတောက်လျှောက်လုပ်နေတာကိုလည်းကျမတို့အတူတူလူတွေခံစားရတဲ့အခြေအနေတစ်ခုရှိတယ်ပေါ့နော်။ဒါပြင်ကရင်နီဒေတာထဲမှာလည်းအော်ဂူလာထဲမှာစစ်ကော်မရှင်ရဲ့တုံးရတာဘုံကျတိုက်ခိုက်မှုအတွင်းအယတနာဒါစင်ကျော်တည်ဆုံခဲ့ရတယ်လို့ရခိုင်ပြည်ထက်ကစားတင်ကြောင်းအကြောင်းကိုလည်းလေးချောင်းတိုက်ခိုက်တာကြောင့် ကလေးအနည်းဆုံး20ယောက်တည်ဆုံးခဲ့တယ်လို့အော်တိုဘလတရင်နေ့ကထုတ်ပြန်ထားတဲ့အန်ဒီဘာမရဲ့အစီရင်ခံစာအထဲမှာဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ဟာအရတားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ကလေးတငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူတွေနေရဆွတ်ခွာထွက်ပြေးနေရတယ်လို့ဆိုပါတယ်။အစ်စ်ပြတ်ထန်းလိုက်တဲ့တေတံထိချမှတ်နိုင်တဲ့စိုက်ပါလုံချုံရေးဥပဒေနဲ့ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေဟာလည်းပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကိုထိ ंछ ုပ်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ ့သူတို့ပြည်နယ်ဥပဒေတွေဖြစ်တဲ့ cyber security law တို့နော် election နဲ့ပတ်သက်တဲ့ protection law တွေနော်ဒါတွေကိုနော်ဟိုတကယ်ရာဇဝမှုပုံစံပေါ်ပေါ်ပြပြီးတော့နော်ဒီလူ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 တွေနေရရင်အရှိနေတဲ့ပြည်သူလူလူတွေကိုပိတ်ဆို့ပြီးတော့နော်ကန့်သက်တာတွေအရေးကြီးဆောင်ရတာတွေနော်အဲ့ကတော့ပြောလို့လို့ဆိုဖို့ပြောဆိုခွင့်နေအပါအဝင်เนาะအဲ့ဒီကဒီ AI တုံးပြီးတော့ ိတ်ဆို့စစ်တာတွေနော် harassment လုပ်တာတွေနော်တစ်ခါဒီမတရားဒီငွေညှစ်တဲ့ကိစ္စတွေအပါအဝင်မနော်နေ့စဉ်နေ့တူကလူသားတွေရဲ့ကျွန်တော်ရှင်းတဲ့ရက်စီခွင်းကိုပို့ပြီးတော့ခက်ခဲလာအောင်ပို့ပြီးတော့ခနာအေဂျင့်နဲ့ပြစ်ပြစ်အောင်ဒီဥပဒေကလုံနေတယ်ဆိုတဲ့ဟာတွေကိုကျွန်တော်ဖော်ပြရတယ်။ဒါပြင်စစ်ကောင်ရှင်တက်ကဥပဒေကိုလက်နက်တဖွဲ့အသုံးချပြီးရေကောက်ပွဲဆန့်ကျင်သူတွေကိုဖမ်းဆီးအေးအေးယူတာတွေလုပ်နေတာဖြစ်ပါတယ်။ ိုးစိုးတော့เนาะတည်တယ်အတိချက်မှတ်နိုင်တဲ့နော်ဥပဒေဆိုပြတ်ထန်းပြီးတော့เนาะဒီတန်လျာရှိတဲ့အပြည်လူလူတွေကိုပြတ်မှတ်ထားပြီးတော့ပြင်နေတဲ့ကိစ္စတွေကဒီရုပ်ောက်ပဲအလွန်လေးဒီအကျိုးကလာရမှာဖြစ်နေတာကိုကျွန်တော်တို့ဟို data အတီးတီးကပြက်လာတဲ့เนาะဒီ record တွေလူခွင့်မှတ်တမ်းတွေကိုပို့ပန်းပြီးတော့ကျွန်တော်တို့ဖော်ပြထားတာရှိတယ်လူခွင့်ရေးအဖွဲ့တွေကစစ်ကောင်မရှင်ရဲ့အတူရောက်ရွေးကောက်ပွဲကိုအတိအမှန်မပြုဖို့နဲ့စစ်ကောင်မရှင်ကိုထောက်ခံနေတဲ့တရုတ်ရုရှားလိုနိုင်ငံတွေရဲ့လွှတ်ရဟာ ဆေးရသဘောမှုတွေကိုအားပေးရရောက်နေတဲ့အတွက်ပြင်းထန်စွာရှုတ်ချတယ်လို့ဆိုပါတယ်။